ကောင်လေးရဲ့စစ်သားဝစ်စုံကယုတ်တရက်ဖြူအောင်ပြောင်းလာတယ်။ယုတ်တရက်သူတခုခုတော့မာနေပြီးတော့ရိတ်မိသွားပါတယ်။တကယ်တော့သူ့ရဲ့လက်ဖမှုပေါ်ကိုမျောတကောင်ရဲ့ကိတ်ဆုပ်တာခံထားရတယ်။ဒီကြောက်စရာကောင်းတဲ့တတဝါမျိုးစာနှစ်ပေါင်းထောင်ချီပြီးတဲ့နောက်မှာကဘာပေါ်မှာလုံးဝတည်ဆင်းနိုင်တယ်လို့ဆိုကြတယ်။သူထုံးလွှင့်လိုက်တဲ့အစီအာဆိုရင်စင်ကောင်ကိုတော့3မိနစ်အတွင်းလဲကြောင်းအောင်လုပ်နိုင်ပါတယ်။3လေးမိနစ်လောက်ပဲကြာသေးတယ်။ကောင်းလေးရဲ့မျက်နှာကဝကောင်းလိုမျိုးဖောင်းကားလာတယ်။မျက်လုံးရဲ့အမြင်ကလည်းတဖြည်းဖြည်းစပြီးတော့အလင်းရောင်ပြောက်လာတယ်။နာကျင်စွာနဲ့ပဲအဖေပြည့်သူစီကိုအကူအညီတောင်းရတော့တယ်။ ဒါပေမဲ့အဖေကလည်းတားဖြစ်သူကိုစိတ်ညစ်ငြိမ်ထားဖို့အရင်ဆုံးနှစ်သက်ရတော့တယ်။နောက်မှာတော့အစိတ်ဖြစ်စေဖြစ်တဲ့သွေးရည်ကြီးကိုထိုးသွင်းဖို့အတွက်သူ့ကိုအဝေးကနေလှမ်းညွှန်ပါတယ်။ဒါပေမဲ့ဒုတိယအတ္တောင်မထိုးရသေးဘူး။ဗိုင်းရပ်စ်ပိုးကသူ့ရဲ့အာယုံခံစနစ်ကိုပြန့်နေပါပြီ။ကောင်းလေးရဲ့လက်တွေကစပြီးတော့တဖြည်းဖြည်းနဲ့ထုံလာတယ်လို့ခန်းစားရပါတယ်။ဖားခင်ရဲ့အမေရောက်မှသူကခန္ဓာကိုယ်ရဲ့အားတွေကိုသုံးပြီးမြေပြင်ပေါ်ကိုလဲချလိုက်တယ်။ခက်ခက်ခဲခဲနဲ့ဒုတိယအတ်ကိုခန္ဓာကိုယ်ထဲထိုးထည့်လိုက်တယ်။ ်မိမျောနေတဲ့သားကိုကြည့်ရင်အဖေဖြစ်သူကအပေါ်ရံမှာအရန်တိငိနေပုံပေါ်နေပေမဲ့လည်းတကယ်စိတ်ထဲမှာတော့တကူးကူးကိုကြောက်ရွံ့ဆိုးရိမ်နေပါတယ်။ဘာလို့လဲဆိုတော့ညချိန်ကမကြခင်ရောက်လာတော့မယ်။ဒီတဲကပူချိန်က10မိနစ်ကို5ဒီဂရီနုံနဲ့အမြန်ကျဆင်းနေတာပါ။ဘေးနားကအပင်တွေကလည်းသူတို့ကိုသူတို့ကာခွေတဲ့ပုံစံဖြစ်လာနေပါတယ်။ကံကောင်းထောက်မှဆိုရင်ဖခင်ကအဆက်မပြတ်ခုံနေတဲ့အတွက်ကောင်းလေးကအချိန်မီနိုးလာပါတယ်။မမောင်ခင်မှာတော့အပူဆုံး area တစ်ခုကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူပစ္စည်းကိရိယာတွေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့အသက်ရှူတဲ့ကိရိယာတစ်ခုကပျက်စီးနေတာကိုတွေ့လိုက်ရတယ်။ ကြံနေတယ်ဒီအသက်ရှူကိရိယာလေးတွေနဲ့သူ့ရဲ့စကန်စီကိုသူပြန်ဖို့မလုံလောက်ပါဘူးဒါပေမဲ့သူကအာတင်ထားပြီးသူ့အဖေကိုစိတ်မပူစေချင်ဘူးနောက်တော့သူကဒီကိစ္စကိုဖုံးကွယ်ထားဖို့ပဲရွေးချယ်လိုက်ပါတယ်နောက်တနေ့နနက်အစောကြီးရောက်လာတဲ့အချိန်မှာသူကငကိုမူလာလန်ကြောင်အတိုင်းထွက်ခွာပါတယ်ရုတ်တရက်သူကအဲ့ဒီအချိန်မှာသူ့နောက်ကိုလိုက်ဖမ်းခဲ့တဲ့မြောက်အုပ်စုတစုလုံးကိုရရဲဆက်ဆက်အသက်ခံရတာကိုတွေ့လိုက်ရပါတယ်ဒီမြင်ကွင်းကတေချာပမကောင်းဆိုရရဲ့တပြက်မှုနဲ့ဆိုင်နေတယ်လို့ယူဆရတယ် အန်နီယယ်ကိုသတိပြုမိပြီးသူကအမြန်မဲ့ဥတီဂျန်နေရာစီကိုပြေးသွားလိုက်တော့တယ်။နှင်းမြန်စွာနဲ့ပဲသူကယူရီကွန်တစ်ခုအရှိကိုရောက်လာခဲ့ပါတယ်။ပစ္စည်းတွေပြင်ဆင်ပြီးသွားတဲ့အခါဖားခင်ဖြစ်သူကအသက်ရှည်စေမလောက်တာကိုတွေ့သွားပါတယ်။လီလာဆန်းစင်မှုရာစီစဉ်ထားတဲ့လမ်းကြောင်းတိုင်းဆိုရင်စကန်းစီရောက်ဖို့အနည်းဆုံး3ရက်လောက်ကြာမှာဖြစ်တယ်။ဂျန်နေတဲ့အသက်ရှည်စေနေတဲ့မထိန်ထားနိုင်မှုဆိုရင် လုံးစရာနီလန်တစ်ခုပဲရှိတော့တယ်။အဲဒါကတော့ယူရီကွန်ကနေအောက်ကိုခုန်ချတဲ့ဖြက်လန်းနီးကိုပဲယူဖို့ပါပဲ။ အခုဒီနေရာကြာချင်းတရက်ရော့သွားစီမယ်ဒါပေမဲ့ဒီလိုလေးတစ်ချက်ခုန်လိုက်တာနဲ့ကိုကိုကိုတတ်သေးတယ်လို့ပဲဘာများกว่าချာတော့မှာလဲထက်ခါတလဲလဲစဉ်းစားပြီးတဲ့နောက်မှာသူ့အဖေကသူ့တာဝန်ကိုရက်ဆဲလိုက်မှုပဲဆုံးဖြတ်လိုက်တော့တယ်အဖေဖြစ်သူကမူလနေရာကိုပြန်လာဖို့ပြောတာကြတော့သူ့မသူ့ကိုဘလို့ခဲ့ခဲ့လဲဆိုတာကိုချက်ချင်းသတိရမိသွားတယ်ဒီလိုမျိုးပဲသူ့အမကသူ့ကိုအကာအကွယ်ဖုံးထဲမှာနေခိုင်းခဲ့ပြီးနောက်တော့မကောင်းစွာရဲ့ရဲဆက်အသက်ခံလိုက်ရတာကိုရောတတိယသွားတယ်။အဲချိန်ကနေစပြီးကောင်းလေးရဲ့စိတ်ထဲမှာမေးပြလို့မရတဲ့ပုံရိပ်ကြီးတစ်ခုအဖြစ်ကျန်နေခဲ့ပါဗျ။ ဒါပေမဲ့သူဒီတခါတော့အရင်လိုအမားမခံနိုင်တော့ဘူးသူကဒီတာဝန်ကိုသူ့ဘာသာသူပြအောင်လုပ်နိုင်ကြောင်းအဖေကိုတတ်သိပြချင်းခဲ့ပါတယ်အဖေမှာတယ်ကျွန်တော်ကတရေဘောကြောင်နေကောင်မဟုတ်ဘူးအဖေသာတရေဘောကြောင်နေတာကျွန်တော်ကတရေဘောမကြောင်ဘူးအဲ့လိုပြောပြီးရင်တော့သူကကြောက်ကန်းပါကနေခုံစင်းချသွားတယ်သူ့ဘေးကတောင်ပန်ကိုလေထဲမှာအမြန်မဲဖြန့်ထုတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဖေဖြစ်သူကရုတ်တရက်မြင်မသိတဲ့တတ္တဝါတကောင်သူ့သားအနီးနားကိုရောက်လာနေတာကိုတွေ့လိုက်ရတယ်လက်ဆက်သက်တော့အလွန်ကြီးမားတဲ့လင်ယုံကြီးတကောင်ကသူ့သားကိုအမဲလိုက်မလို့ဖြစ်နေပါတယ် ကောင်းလေးလဲချက်ချင်းပဲသူ့အတီချာတိုင်းမြေပြင်ပေါ်ကိုဆင်းသက်လိုက်ပါတယ်။ဒါပေမဲ့သူဘလို့လို့ကောင်းကင်ဘီရင်အမဲလိုက်ခံရတာကနေလွတ်မြောက်နိုင်ပါလေ။တစ်စက္ကန့်ကြာတော့ကောင်းလေးနောက်ထပ်နိုးလာတဲ့အခါသူကလင်းယုံရဲ့အတိုက်တွေကိုရောင်းနှင်နေပြီဖြစ်ပါတယ်။ပြီးပြန်မှလည်းအခုမှပေါက်ထားကစားလင်းယုံပေါလီတွေရှိနေသေးပါတယ်။ကောင်းလေးလေတိတ်တိတ်လေးထွက်သွားဖို့လုပ်တော့မှပဲစားလောင်နေတဲ့ကြာသုံးလေးကောင်ကအတိုက်စီကိုအမြန်ချင်းကပ်လာနေတာကိုတွေ့လိုက်ရတယ်။အကြက်တဲရောက်နေတဲ့အချိန်မှာလေယုံကြီးကအချိန်မီရောက်ချလာတယ်။ကြာတဲ့ကောင်ကိုအောင်မြင်စွာတတ်လိုက်နိုင်ပေမဲ့လည်းနောက်ထပ်တဲ့ကောင်ကအတင်တိုးဝင်လာနေပြီဖြစ်ပါတယ်။ အကာအကွယ်မဲနေတဲ့လင်းယုံပေါလေးတွေစီကိုအဆွဲထုတ်ပြနေပါတယ်။ကောင်လေးလဲချက်ချင်းပဲကြားနဲ့ပြပြတန်တန်တိုက်ခိုက်ပါတော့တယ်။လင်းယုံကြီးကလည်းဒီအချိန်မှာဝင်ပြီးတော့တိုက်ခိုက်ပါတော့တယ်။ကောင်လေးကညာတာနှွေထွေမှုမှရင်မှုနေတော့ဒါပေမဲ့တစ်စက္ကန့်အကြာမှာထားတော့သူရုတ်တရက်လန်လို့လာပါတယ်။ကံကောင်းထားမှဆိုရင်အိမ်မက်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကောင်လေးစွေစွာဖြစ်နေတော့ဘေးပက်လေကမြေကြီးကအမြန်အေးခဲလာနေတာကိုတွေ့လိုက်ရပါတယ်။အခုတော့နေကဝင်တော့မယ်။သူအပူပိုင်း area ကိုအမြန်ဆုံးရောက်ဖို့လိုအပ်ပါတယ်။မဟုတ်ရင်သူရေခဲထဲမှာပဲအေးခဲသွားလိမ့်မယ်။ ဒါပေမဲ့အပူချိန်ကသူထင်ထားတာထက်ကိုအများကြီးကျဆင်းလာတယ်။အကာအကွယ်အင်ဂျီရဲ့အပြင်ပိုင်းနဲ့အတွင်ပိုင်းကြားမှာအပူချိန်ကွာချပြီးရုတ်တရက်ဖြူအောင်ပြောင်းလာတယ်။ကောင်းလေးကအေးအေးတန်းကိုမခံနိုင်တော့တဲ့နောက်ဆုံးမှာလဲကျသွားတော့တယ်။သူတတိလွတ်တော့မဲ့အချိန်မှာပဲဘေကာမန်မသိတဲ့တတဝါတကောင်ကကောင်းလေးကိုဂူတစ်ခုနဲ့ဆွဲခေါ်သွားပါတယ်။နောက်တနေ့ကောင်းလေးပြန်လို့လာတဲ့အချိန်မှာအပူချိန်ကလည်းပုံမှန်အခြေအနေပြန်ရောက်နေပါပြီ။သူရဲ့ခန္ဓာကိုယ်ကလည်းဘာပြဿနာမှကြီးကြီးမားမားမရှိပါဘူး။သူအကန့်ခတ်တွေကိုဖယ်ရှားပြီးကုရဲကနေတက်လာပါရယ်။အဲဒီအချိန်မှာကုအဝါမှာလင်းယုံကြီးလဲကြနေတာကိုတွေ့လိုက်ရတယ်။ လက်ဆက်တက်တော်လင်းယုံကကောင်လေးရသားရဲတွေကိုကူပြီးတိုက်ခိုက်တားဆီးပေးခဲ့လို့ကျေးဇူးဆက်တာဖြစ်နေပါတယ်။ကောင်လေးရဲ့နောက်ကိုတိတိဆိတ်ဆိတ်လေးလိုက်နေခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကိုအသုံးပြုပြီးတော့ကောင်လေးရဲ့အေးခဲတဲ့ညာကိုဖြတ်တန်းရမှာကူညီပေးခဲ့ပါတယ်။ဒါပေမဲ့ကိုကုတ်ကိုရောအပြင်မှာပဲအေးခဲသေးခံခဲ့ပါတယ်။ကောင်လေးရဲ့စိတ်ထဲမှာခံစားချက်တွေရှုပ်ထွေးနေပါတယ်။ဒါပေမဲ့သူ့မှာဝန်းနေနေဖို့အချိန်မရှိဘူး။ဦးတီဂျန်နီယာစီကိုရှေ့ဆက်ပြီးသွားဖို့ပဲတက်နိုင်ပါတော့တယ်။အခက်အခဲများစွာကိုဖြတ်တန်းပြီးတဲ့နောက်ဆုံးမှာတော့အာဂါတာယင်ရဲ့ပြန်နေတဲ့အခြားတစ်ဝက်ရှိတဲ့စီကိုရောက်လာခဲ့ပါတယ်။ အောက်ဆီဂျင်ဖြည့်ဖို့အတွက်သူကမြန်မဲအပျက်စီးတွေကနေအသက်ရှည်စေကိုရှာတော့တယ်။လက်နဲ့တစ်ခုကိုထည့်ယူလိုက်ပြီးတော့ပုံမှန်လိုသုံးလို့ရသေးလားဆိုတော့တစ်ချက်စစ်ဆေးလိုက်ပါတယ်။နောက်တော့ဂယူတဆိုင်နဲ့တားမြစ်ထားတဲ့မကောင်းစွာအလုံးကြီးရဲ့အနီးကိုကတ်လာလိုက်တယ်။ထူးဆန်းစွာနဲ့အလုံးကြီးကဖောက်ချိုးခံထားရနှစ်နေပြီဖြစ်ပါတယ်။မကောင်းစွာရဲ့ပုံရိပ်ကိုတော့မတွေ့ရတော့ဘူး။ကောင်လေးကချက်ချင်းပဲရေဒီယိုအတန်လွှင့်ဆက်ကိုရှာတွေ့သွားပါတယ်။ဒီတဲကအခြေအနေတွေကိုသူ့ဖေစီတင်ပြလိုက်တယ်။နောက်တော့အာဂါတာကိုအရေးပေါ်အချက်ပြဖို့လမ်းညွှန်ချက်တွေကိုလိုက်နာလိုက်ပါတယ်။ ဒါပေမဲ့ရေဒီယိုအသံလွှင့်ဆက်ကပိုတာအခြေချပြီးစောင့်နေတာတော့ဘာမှမဖြေပါဘူး။လက်ဆက်သက်တော့အနီးနားကမီးတောင်ပောက်ကွဲမှုကတံငွေတွေကဒီအီလက်ထရောနစ်ပစ္စည်းကိုအနှောက်အယှက်ဖြစ်စေပြီးအလုံးမလုံးတာဖြစ်ပါတယ်။အခုတော့ကောင်တွေကတောင်ထိပ်ကိုတက်ပြီးအရေးပေါ်အချက်ပိုတာအောင်မြောင်လုပ်ဖို့ပဲရှိပါတော့တယ်။ဒါပေမဲ့သူအဲ့ဒီတောင်ထိပ်ကိုရောက်တဲ့အချိန်မှာပဲသူရဲ့အကာအကွယ်အင်ဂျီကအမဲရောင်ပြောင်းသွားတယ်။ဒါရဲ့အတိတ်ဘက်ကမကောင်းဆိုးအနီးနားမှာရှိတယ်လို့ပြောတာဖြစ်ပါတယ်။အင်မတန်ကြောက်ရွံ့တဲ့စိတ်ကချက်ချင်းပဲသူ့စိတ်ထဲမှာဖုံးလွှမ်းသွားတယ်။ ဂယူတဆိုင်တဲ့အသက်ရှင်မဲလန်းကိုရှာပါတယ်။မထင်တာပဲမကောင်းဆိုးဝါးကရုတ်တရက်လေတွေကနေတိုက်ခိုက်လာပါတယ်။သူရဲ့နောက်ကိုထချက်မကွာလိုက်လာတာကိုကောင်းလေးမှကြောင်းလန့်တကြနဲ့အသက်လူပြေးနေရပါတယ်။ကြောက်ကြောက်လန့်လန့်နဲ့ကောင်းလေးသတိလက်လွတ်ဖြစ်သွားတဲ့အချိန်မကောင်းဆိုးဝါးရဲ့တရီနဲ့ပြစ်ခံတီးပြီးရေကန်နဲ့ထဲကိုပြုတ်ကျသွားတယ်။သူရေထဲမှာလင်းရောင်တစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအလင်းထဲညွန်ပြနေတဲ့နေရာစီကိုသွားလိုက်တယ်။ကံကောင်းစွာနဲ့ထွက်လန်းတစ်ခုကိုရှာတွေ့သွားပါတယ်။ချက်ချင်းပဲမြေပြင်ပေါ်ကိုပြန်တက်ဖို့လုပ်ပါတော့တယ်။မကောင်းဆိုးဝါးကထပ်ပြီးတော့နောက်တစ်ခေါက်ရေထဲကနေပေါ်ထွက်လာပါတယ်။ ကောင်းလေးရဲ့ခြေထောက်ကိုလည်းလက်သေးကျွန်နဲ့လှမ်းချိတ်ဆွဲလိုက်တယ်။ကောင်းလေးလည်းအရေးပေါ်အမြန်ပဲလက်နက်ကိုအသုံးပြုပြီးတော့ကြောက်တုံးကိုလှမ်းညှက်လိုက်တယ်။ခက်ခက်ခဲခဲနဲ့မကောင်းစိုးဝါလက်ထဲကနေလွမြောင်းလာပြီးသူနောက်ထပ်အရေးပေါ်ချက်ပြတာကိုပို့ဖို့ထပ်ဆန်းကြည့်ပါရတယ်။ဒါပေမဲ့ကြောက်စိတ်ရှိနေသေးတော့မကောင်းစိုးဝါကသူ့ကိုအမြဲလွယ်တကူရှာတွေ့နေမှာပါပဲ။ကောင်းလေးကဒီအချိန်မှာတေတုမျိုးပါကိုဖြစ်နေပါပြီ။သူရဲ့ကောင်းတယ်မှာသူမရဲ့ကြည်ခွေပဲတည်ဆုံသွားတဲ့အဖြစ်ကိုပြင်မြင်အောင်လာပါတယ်။အဲဒီအချိန်ကလေးကစားပြီးကောင်းလေးကတမာတဲ့လူဖြစ်ချင်လာခဲ့ပါတယ်။ဖားခင်ဖြစ်သူလိုမျိုးကြောက်ရွံ့မှုကင်းတဲ့သူရဲ့ကောင်းတစ်ယောက်ဖြစ်ချင်လာပါတယ်။ ါပေမဲ့သူ့အမရဲ့ကြေကွဲပွဲတည်ဆုံမှုဟာသူ့ရဲ့အတွင်းစိတ်ဆွမ်းအားနဲ့အတွင်းစိတ်ကြောက်ရွံ့မှုရဲ့အရင်းအမြစ်ဖြစ်လာပါတယ်။မကောင်းဆိုးဝါးဖြစ်ဖြစ်ချင်းနားကပ်လာတာကိုတွေ့နေရပါတယ်။အဲ့ဒီအချိန်မှာကောင်တွေကဖခင်ဖြစ်သူရဲ့တုံတယ်မှုနဲ့အမဖြစ်သူရဲ့အားပေးမှုတွေကိုပြန်တွေးမိလာပါတယ်။ဒီလိုဝမ်းနည်းစရာကောင်းတဲ့အဖြစ်မျိုးကိုသူနောက်ထပ်အဖြစ်မခံနိုင်တော့ပါဘူး။အမြင်အာရုံကငြိမ်သက်လာတာနဲ့အတူကောင်တွေရဲ့စိတ်အာရုံကလည်းအကြောက်တရားကနေလွတ်မြောက်သွားတယ်။မကောင်းဆိုးဝါးကဒုက္ခနာပေါ်ကနေဖြတ်ကျော်သွားပါတယ်။သူရှိနေတယ်ဆိုတာတော့မတွေ့နိုင်တော့ဘူး။ ကောင်းလေးလည်းလက်နက်ကိုပြန်ယူလိုက်ပြီးမကောင်းစွားရဲ့နောက်ကျော်ဘက်ကိုခုန်လိုက်ပါတယ်။အားကုန်သုံးပြီးဓာတ်နှက်လက်နဲ့ကျန်းတ်စွာမကောင်းစွားရဲ့ခန္ဓာကိုယ်တွေကိုထိုးသွင်းလိုက်ပါတယ်။မကောင်းစွားကြီးဘလောက်ပဲယုံကန်နေပါစေမလွတ်မြောက်နိုင်တော့ဘူး။ဒေသွားတဲ့အမားဖြစ်သူတွေလက်စားချေဖို့ကောင်းလေးကလက်နက်နဲ့တိုက်ခိုက်နေတာမရက်နိုင်တော့ဘူး။မကောင်းဆိုပါလေတစ်ချက်ပြီးတစ်ချက်တည်စီနိုင်တဲ့ဒဏ်ရာတွေရပြီးတော့နောက်ဆုံးမှာတော့ကြောက်ကံမာပြီးမှတစ်ချက်တည်းနဲ့အဆုံးသတ်ပေးခံလိုက်ရတော့တယ်။ကောင်းလီကသူ့ရဲ့အခြေဆိုင်စကန်ကိုအရေးပေါ်အချက်ပြတာကိုအောင်မြင်စွာပေးပို့နိုင်ခဲ့ပါတယ်။ကေစီအဖွဲ့ကလည်းသူတို့ကိုအမြန်ပဲရှာတွေ့ခဲ့ပါတယ်။ ီလိုတိုက်ပွဲကြီးပြီးဆုံးသွားတဲ့အခါမှာကောင်လီကသူ့ရဲ့စိတ်ကိုပြောင်းလဲနိုင်သွားပြီဖြစ်ပါတယ်။သူကသူ့ဖီရဲ့အတိမတ်ပြူတာကိုခံရတဲ့အပြင်တကယ်စစ်တီတော်တယောက်လည်းဖြစ်လာပါဗျာ။